အမျိုးသမီးတွေကရန်တီလာနေပြီဆိုတာနဲ့ခံစားတတ်တဲ့ဖိုက်ပွားရနားကျင်ကြိုက်ခဲတဲ့ဝေဒနာတွေတက်တာစီဖို့ဆေးဝါးတွေအစာအစာတွေကိုအားကိုးတတ်ကြပါတယ်ဒါလေးနဲ့တက်တာတွေကြရင်စားကြည့်လိုက်တောက်ဖီလိုက်နဲ့စုံလို့ပါပဲဒါပေမဲ့အဲ့ဒီလိုတက်တာစီတဲ့အစာအစာတချို့ကနောက်ပိုင်းမှာရာသီလာရဲ့ဝေဒနာကိုဒီထက်တောင်ပိုဆိုးစေနိုင်တာတွေရှိပါတယ်ဒီတစ်ခါမှာတော့ရာသီလာချိန်မှာလုံးဝမစားသင့်တဲ့အစာအစာတွေကိုပြပြပေးတော့မှာပဲဖြစ်ပါတယ်ရှင်ဗီဒီယိုလေးမစားခင်မှာ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးတော့ဗီနာလို့ဒီ နေတို့ကိုဖြစ်ပြီးပါအောင်ရှင်ရှာဒီလာတဲ့အချိန်မှာလက်ဖက်မဆားရအောင်လက်ဖက်ရင်မတောက်အောင်ဆိုပြီးတော့ပြောလို့ရှိကြပါပဲ။တကယ်လည်းမဆားသင့်တဲ့အရာတွေကိုတော့မတိလိုက်ဘဲနဲ့စားမိနေကြပါဗျ အစားအစာရွေးချယ်မှုမှားတဲ့အခါရာသီလာစဉ်နာချင်းကကိမှုတွေကိုပို့ပြီးတော့စိုးစင်နိုင်တဲ့အတွက်ကြောင့်မို့လို့ရှောင်းတဲ့တဲ့အစားအစာတွေကိုပြပြပေးလိုက်ပါရစေ။ပထမတစ်မျိုးကတော့ပြည့်ပြည့်စီမံထားတဲ့အစားအစာတွေပဲဖြစ်ပါတယ်။ဖိုက်ပွားနေတဲ့ဝေဒနာရဲ့တရက်ခံကအငန်တက်ခဲ့တဲ့အစားအစာတွေပဲဖြစ်ပါတယ်။ပြည့်ပြည့်စီမံထားတဲ့အစားအစာတွေကအငန်တက်ပေါင်မှုအများဆုံးအရေးမြင့်တွေပဲဖြစ်ပါတယ်။ကဘောမီရောင်းချတဲ့ ready-made အစားအသောက်တွေကိုရှောင်ပါနော်။အာလူးကျော်လိုမျိုးတရေစားတွေအပြင်ဆိုင်ရွယ်စားတဲ့အစားအစာတွေကိုလည်းရှောင်ပေးတင်ပါရဲ့ရှင်။ ။နောက်တစ်မျိုးကတော့အယ်ကိုဟောနဲ့ကဖိန်းဓာတ်ပါ။ကဖိန်းနဲ့အယ်ကိုဟောပါတဲ့တောက်စရာတွေကဈေးရွှင်စီပါတယ်။ဒါပေမဲ့ကဖိန်းဓာတ်ကအခန္ဓာကိုယ်ကိုမကောင်းတဲ့သက်ရောက်မှုတွေရှိစေနိုင်ပါတယ်။အဲ့ဒါအပြင် wine, beer နဲ့အရက်တွေကိုလည်းညှိနှိုင်းလာစဉ်အတွင်းမှာရှောင်ထားသင့်ပါတယ်ရှင်။ ကော်ဖီတားသားစီနေရဆိုရင်တော့ရေတွေပဲအဝါတောက်လိုက်ပါနော်။ရေရမှာခန္ဓာကိုရေထဲဖြည့်တင်ပေးနိုင်ပြီးတော့ကိုရင်းလုံဆောင်ချက်တွေကိုလည်းချောမွေးစီမှာပဲဖြစ်ပါတယ်။နောက်တစ်ချက်ကတော့အကြော်အလော်ရင်းနဲ့စီကြော်မုတ်တွေပဲဖြစ်ပါတယ်။အချင်းကြကြကြော်ထားတဲ့အစာအစာတွေနဲ့စီကြော်မို့တွေကိုရှောင်တင်ပါရဲ့နော်။သူတို့ကအစ်စထရိုဂျင်ဟော်မုန်းပမာဏကိုမြင့်တက်စေနိုင်လို့ပဲဖြစ်ပါရဲ့။အစ်စထရိုဂျင်ပမာဏကိုတင်းကျပ်ထိန်းချိနိုင်ရင်ရာသီလဆိုင်နာကျင်ကပ်ခင်တာကိုလျှော့ပါသက်သာစေနိုင်ပါရဲ့။ နောက်တစ်ချက်ကတော့အစီများတဲ့အသားပဲဖြစ်ပါတယ်။အစီများတဲ့အသားတွေကရှားဒီလာချိန်မှာကြိုက်ခဲမှု ပိုဆိုးစေနိုင်တဲ့ပြေဝါစီတွေပေါ်မှုများပါတယ်။အဲ့ဒီအစီတွေမှာပါတဲ့ Arachidonic acid က prostaglandin တွေထွက်ရှိစေပြီးတော့ဒီ prostaglandin တွေကြောင့်တအိမ်ကျုပ်စိတ်ခြင်းနဲ့နာကျင်ကြိုက်ခဲမှုတွေဖြစ်စေပါတယ်။အစီများတဲ့စားစရာတွေစားသုံးတာကြောင့်ရှားဒီလာတဲ့ပထမရက်မှာပဲဘိုက်ပွားတာ၊ရင်သားတင်းပြီးတော့နာကျင်တာ၊ဝက်ရှင်ထွက်တာတွေကိုပိုဆိုးစေနိုင်ပါတယ်ရှင်။နောက်တစ်ချက်ကတော့ no ထွက်ပစ္စည်းတွေပဲဖြစ်ပါတယ်။ နှုတ်ထွက်ပစ္စည်းတွေကဖိုင်ပွားတာကိုပိုဆိုးစေုံသာမကပဲနဲ့နာကျင်ကိုက်ခဲမှုတွေကိုပြင်းထန်လာစေနိုင်ပါတယ်။နွားနို cheese ရေခဲမှုတို့လိုမျိုးစားစရာတွေမှာဆိုရင် omega 6 fatty acid တမျိုးဖြစ်တဲ့ arachidonic acid ပါဝင်ပြီးတော့ရှားသီလာစင်မှာနာကျင်ကိုက်ခဲမှုနဲ့အရောင်ရွှဲခြင်းတွေကိုပိုဆိုးစေနိုင်ပါတယ်။နောက်ဆုံးတစ်မျိုးကတော့အချိုတက်ပဲဖြစ်ပါတယ်။ ရှားသီးလာချိန်မှာဆိုရင်သူရင်းတကြားတက်ကရိုလာကိုစတာစီးသလိုမျိုးထိုးတက်သွားတာပဲလို့ဆရာဝန်ကြီးကပြောပါရဲ့အချို့များတာတွေပိုစားမိရင်နဂိုအားမှမြင့်တက်နေတဲ့တကြားတက်ကိုနီးလောက်ရလေပင်းသလိုဖြစ်သွားစေနိုင်တယ်လို့ဆိုပါရဲ့အဲ့ဒါအပြင်တကြားတက်ကရောင်ရွက်မှုအားပေးလို့နာကျင်ကန့်ကျက်မှုဝေဒနာတွေကိုပိုဆိုးစေနိုင်ပါရဲ့ရှင်ဒီလောက်ဆိုရင်တော့ရာသီလာလေးရဲ့အချိန်မှာလုံးဝမစားသင့်တဲ့အစားအစာတွေကိုသိသွားလောက်ပြီလို့ထင်ပါရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက် view တွေမှာပြန်တွေ့ကြပါဘောနော်